ားလုံးအဆင်ပြေကြရလားဗျပြီးခဲ့တဲ့ပိုင်းကအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကစင်ကာပူမှာလုပ်တဲ့ဒီ International Institute for Strategic Study IISS Shangri-La 2015ပွဲမှာပြောထားတဲ့ main ကွန်းကိုကျွန်တော်ဒီကြားထဲမှာကြည်ကြည်လည်လည်နားထောင်ပြီးတော့လေ့လာနေခဲ့ပါတယ်ဆိုတော့သူ့ main ကွန်းအစအဆုံးကိုနားထောင်လိုက်မယ်ဆိုရင်တော့ဒီနေ့ကမ္ဘာအရေးမှာအမေရိကန်ကစစ်ရေးအရာဘယ်နေရာကဘလို့ပါဝင်လာနိုင်တယ်လဲဆိုတာကိုတနည်းတစ်ပုံအဖြစ်ကျွန်တော်တို့လေ့လာကြည့်လို့ရနိုင်တယ်လို့တွေ့ရပါတယ် ်အမေရိကန်ကကွယ်ရေးဝန်ကြီးပြောသွားတဲ့နေရာမှာအီရန်နျူကလ িয়ার ရေးရုရှားယူကရိန်းစပွဲအကြောင်းအပြင်တကမ္ဘာလုံးအတိုင်းအတာနဲ့စီးရဲကိစ္စတွေကိုလွှမ်းခြုံခြုံငုံပြီးပြောသွားတာကျွန်တော်တို့တွေ့ရပါတယ်မိန်းကုံအစအဆုံးကစုစုပေါင်း45မိနစ်ကျော်လောက်ကြာပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့သူ့မိန်းကုံထဲမှာပါတဲ့အကြောင်းအရာအကုန်လုံးကိုမပြောတော့ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တနည်းအားဖြင့်ဒီတနည်းတပုံပတ်သက်ဆက်နွယ်နေတဲ့တောင်တရုတ်ပင်လယ်အရေးနောက်အာဆီယံအရေးနောက်ထိုင်ဝမ်ကိစ္စတွေကိုထိုင်ဝမ်ရေလက်ကြကိစ္စတွေကိုကျွန်တော်ဒီနေ့အာအထူးပြုပြီးတော့လေ့လာကြည့်အောင်ပါ ဆိုဒီမှာတစ်ဆက်ဆက်တည်းကျွန်တော်ဟိုလမ်းကြုံလို့တစ်ခုထည့်ပြောစရာရှိပါတယ်အဲ့ဒါကကျွန်တော် YouTube ကိုတော့၆ကြည့်နေတဲ့သူတွေဆိုတော့သတိထားမိကြပါလိမ့်မယ်ကျွန်တော်ဒီ playlist တွေခွဲထားတာရှိတယ်ပေါ့နော်မြန်မာနိုင်ငံရေးမြန်မာတော်လှန်ရေးအကြောင်းကိုပြောတယ်မြန်မာအရေးဆိုတာတစ်ခုရှိတယ်ပြီးတော့ကမ္ဘာအရေးရှိတယ်ပြီးတော့ကျွန်တော် interview တွေလုပ်တာရှိတယ်နောက်ဆုံးတစ်ခုကတော့ဒါရုပ်ပုံလွှာပေါ့နော်လူတွေအကြောင်းကိုလူတွေအကြောင်းတယောက်တစ်အကြောင်းကိုသိသင့်ပြောတယ်ရုပ်ပုံလွှာအကြောင်းကိုပြောထားတာရှိပါတယ်ဆိုတော့ဒီနေ့တော့ကျွန်တော် playlist တစ်ခုအစ်တစ်ခုထပ်တိုးထားပါတယ်အဲ့ဒါကအင်းကြီးချင်းနိုင်ငံရေးဆိုတာပါဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ကမ္ဘာအရေးလို့ပြောလို့ရှိရင်ကျွန်တော်တို့အဲ့နိုင်ငံတွေကနေတော့အလံဝေတယ်ပေါ့နော်အမေရိကန်အကြောင်းပြောမယ်ကျွန်တော်တို့ဆီးရီးယားစသဖြင့်အဲ့နိုင်ငံတွေအကြောင်းပြောလို့ရှိရင်ကျွန်တော်အစ္စရေးဂါဇာပေါ့သူတို့နိုင်ငံမှာသူတို့နိုင်ငံရဲ့ခေါင်းဆောင်တွေဘယ်လိုလုပ်လုပ်ကြသလဲသူတို့နိုင်ငံရေးစနစ်ဘယ်လိုရှိနေသလဲဒါမျိုးတွေကျွန်တော်တို့တွေ့လာလို့ရတာပေါ့နော်သူတို့စစ်တပ်တွေဘယ်လိုလုပ်လုပ်သလဲအဲဒါမျိုးတွေတွေ့လာလို့ရပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့အိန္ဒိယအရေးလို့ပြောရင်ကြတော့ဆိုတော့သူတို့အိန္ဒိယနိုင်ငံတွေဥပမာကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကရှိတ်ခါစင်တို့ကိစ္စမျိုးထိုင်းကကိစ္စတွေလိုမျိုး အဲနောက်တစ်ခုကတရုတ်ကိစ္စလိုမျိုးအိန္ဒိယကိစ္စလိုမျိုးဒီလိုကိစ္စမျိုးတွေကိုပြောရင်ကျတော့သူတို့နိုင်ငံရဲ့စနစ်တွေကိုလေ့လာလို့ရတာတွေမဟုတ်ဘဲနဲ့မကဘဲနဲ့ကျွန်တော်တို့ဘာလို့လဲဆိုတော့သူတို့နိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲဟာကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာတနည်းအားဖြင့်ဘလို့တက်ရောက်လာနိုင်တယ်လဲဆိုတာမျိုးကိုပါလေ့လာစောင့်ကြည့်လို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာအိန္ဒိယနိုင်ငံရေးဆိုပြီးတော့ playlist တစ်ခုအသစ်ထပ်တိုးထားပါတယ်ဆိုကျွန်တော်ဒီနေ့ကိစ္စကိုဆက်ရအောင်ပါဒီအမေရိကန်ကကွယ်ရေးဝန်ကြီးပြောသွားတဲ့မိန့်ခွန်းအစအဆုံးကိုကျွန်တော်နောက်ထောင်ကြည့်လို့ရှိတယ် မရိကန်ဟာတရုတ်နဲ့ဒီကုန်သွယ်ရေးစစ်ပွဲတွေမှာကပဲနဲ့ထိုင်ဝမ်ရေလက်ကြအရေးနဲ့တောင်တရုတ်ပင်လေအရေးမှာပါဒီစစ်စကားပေါ့နော်စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တွေနဲ့ပတ်သက်ပြီးတော့အင်အားဖြည့်တင်းနိုင်နဲ့ပတ်သက်ပြီးတော့ပေါ်ပေါ်တင်တင်ဒီပြောင်ပြောင်တင်တင်ပြောလာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီရင်တော့ကမရှိလာလို့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ထိမကျေလောက်ပါဘူးဒီဒီချိန်မှာတော့တော်တော်ကျေလောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီမှာတစ်ခုပြောကြာရှိတာကဂျိုးဘိုင်ဒန်ရှိမှဒီဂျိုးဘိုင်ဒန်အိုဘားမာရှိခဲ့တယ်ပေါ့နော်ပြီးတော့အခုဒေါ်နယ်ထရန့်ပေါ့ တမနာတွေက Republican ဖြစ်ဖြစ် Democrat ဖြစ်ဖြစ်ဘလို့ပဲပြောင်းပြောင်းတောင်တရုတ်ပင်လယ်အရေးနဲ့ထိုင်ဝမ်ရေလက်ကြအရေးမှာတော့သူတို့ရဲ့မူဝါဒကထူးထူးခြားခြားပြောင်းလဲတာကိုကျွန်တော်တို့မတွေ့ရပါဘူး။ဆိုတော့အခုဒေါ်နယ်ထရမ့်လက်ထက်မှာတော့ဒီထိုင်ဝမ်ရေလက်ကြအရေးနဲ့တောင်တရုတ်ပင်လယ်ရေကပိုပြီးတော့အတန်ကျဲလာတာကိုတွေ့ရတာပါ။ဒီနေ့မှာတခုပြောစရာရှိသေးတာကအမေရိကန်ဒီဒေါ်နယ်ထရမ့်ဟာအရင်တုန်းကပြီးခဲ့တဲ့လတွေတုန်းကသူတောက်လျှောက်လုပ်ခဲ့တဲ့ကိစ္စတွေကကနေဒါ ပနားမာဂရန်လန်စတဲ့ကိစ္စတွေဖြစ်တာပေါ့နော်ကျွန်တော်ကဘာတစ်ခုလုံးနဲ့ခြုံကြည့်လိုက်လို့ရှိရင်ကဘာအနောက်ချမ်းကကိစ္စတွေဆိုတာမျိုးကျွန်တော်မြင်ရပါလိမ့်မယ်ဆိုအခုတော့ဒီအမေရိကန်ကဒီကဘာအရှိချမ်းအခုထိုင်ဝမ်ရေလက်ကြနဲ့တောင်တရုတ်ပင်လယ်အရေးမှာ ပေါ်ပေါ်တင်တင်ဓာတ်ရိုက်ပါဝင်ပတ်သက်လာတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်စကလုံးအုံနှုံးကိုဂယူဆိုင်ပြီးတုံးတာပါအဲ့ဒါကပေါ်တင်ဓာတ်ရိုက်ဆိုပါဝင်လာတယ်လို့ကျွန်တော်တုံးနှုံးပါတယ်ဘာလို့လဲဆိုတော့အရင်တုန်းကဒီအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုလို့ပြောရင်မြန်မာနိုင်ငံအပါဝင်ပေါ့နော်နိုင်ငံတော်တော်များများဒီဘက်တောင်အာရှ ရှစ်တောင်အာရှမှာအမေရိကန်ရဲ့ပေါ်ဝင်ပတ်သက်မှုပါတိမ်မှုတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ပေါ်ပေါ်တင်းတင်းကျွန်တော်တို့မြင်ရလည်းမရှိပါဘူးပြီးတော့ဒီကာကွယ်ရေးဝန်ကြီးတယောက်ကစီးရေးကိစ္စတွေအရှစ်တောင်အာရှနဲ့ပတ်သက်တဲ့စီးရေးကိစ္စတွေဒီလောက်ထိပေါ်ပေါ်တင်းတင်းပြောရမှာကျွန်တော်တို့မကြားခဲ့ဘူးပါဘူးအရင်တုန်းကပေါ့နော်အခုတော့ဒီကိစ္စကိုကျွန်တော်တို့ပို့ပြီးတော့အတန်တန်အတန်ကြေးကြေးလောက်လောက်ကြားလာရတာပါဒီနေ့တော့အမေရိကန်ကကွယ်ဝင်ကြီးပြောထားတဲ့ထိုင်ဝမ်ရေလက်ကြားနဲ့တောင်တရုတ်ပင်လယ်နောက်ဆုံးတင်းမာမှုအခြေအနေတွေကြောင်းပြီးတော့အာဆီယံနိုင်ငံတွေစည်ရေးပြင်ဆင်တဲ့နယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါ ဗြိတိန်ကကွယ်ဝင်ကြီးမင်းကွန်ပြောတဲ့ပွဲဒီ International Institute for Strategic Study IISS Shangri-La 2025ပွဲအကြောင်းနဲ့အရင်ဆုံးစရအောင်ပါဒီပွဲကိုစလုပ်ခဲ့တာ2002ခုနှစ်တုန်းကပါဆိုတော့2002ခုနှစ်ကလေးကအမေရိကန်ကဒီပွဲကိုသူ့ရဲ့ဒီစစ်တပ်အကြီးအကဲတွေလွှတ်ပြီးတော့ပွဲတက်စေခဲ့တယ်ပေါ့နော်အဲဒီတုန်းကတော့2002ခုနှစ်တုန်းကတော့တရုတ်ဝင်မပါခဲ့ပါဘူးဆိုတော့သူပါလာတာ2008ခုနှစ်ကမှာပါဆိုတော့အဲဒီတောက်လျှောက်2008ခုနှစ်ကနေစပြီးတော့တရုတ်ရောအမေရိကန်ရောဒီ Indo-Pacific နိုင်ငံတွေမှာရှိတဲ့ စစ်တပ်အကြီးကစစ်တပ်ခေါင်းဆောင်အကုန်လုံးဒီပါတက်ရောက်ကြတဲ့ပွဲမျိုးပါဒီကာကွယ်ရေးနဲ့ပတ်သက်လို့စစ်ရေးအသုံးစရာနဲ့ပတ်သက်လို့လိလာစောင့်ကြည့်ရတဲ့ပွဲမျိုးဖြစ်ပါတယ်ဆိုတော့ဒီပြီးတော့ဒီကျွန်တော်တို့ကိုဗစ်ဖြစ်တော့ခဏနားတယ်ပေါ့နော်ပြီးတော့ပွဲပြန်စားတယ်အဲ့ဒီဒီချိန်မှာတော့ဒီတောက်လျှောက်မှာတော့အမေရိကန်ရောတရုတ်ရောသူ့ဘက်ကစစ်တပ်အကြီးကြီးတွေအကုန်လုံးတောက်လျှောက်တက်ခဲ့တာပေါ့နော်2009ခုနှစ်ကနေစပြီးတော့ဒါပေမဲ့အခုဒီနှစ်2025ပွဲမှာတော့ဒီပွဲကိုတရုတ်ကမတက်ခဲ့ပါဘူးဒီအကြောင်းကိုဒီ You see here in the Indo-Pacific our futures are bound together. The prosperity and security of the American people are linked to those of your people. We share your vision of peace and stability, of prosperity and security. And we are here to stay. And as a matter of fact, we are here this morning. and somebody else isn't ဒီပွဲကိုတရုတ်ဘက်ကစစ်တပ်အကြီးအကဲကိုယ်စားလှယ်မလွတ်ထားကိုကြည်ချင်းအဖြစ်ဒီစစ်ရေးနဲ့ပတ်သက်လို့ရောဒီအာဆီယံအရေးနဲ့ပတ်သက်လို့လိလစောင့်ကြည့်နေတဲ့သူတွေကတော့ဒါဟာတရုတ်နဲ့အမေရိကန်နဲ့ကြားမှာကုန်သွယ်ရေးစပွဲကိစ္စတွေမကဘဲနဲ့တောင်တရုတ်ပင်လယ်ရေထိုင်ဝမ်ရေလက်ကြအရေးမှာပါတိတိတသားစစ်ရေးအရာတင်းမာလာတာကိုမြင်ရတယ်ဆိုပြီးတော့သူတို့ကသုံးသက်ကြပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒီနေရာမှာမေးကြရှိတာကဒီကြားထဲမှာဘာတွေဖြစ်နေတယ်လဲပေါ့နော်ဆိုတော့ပြီးခဲ့တဲ့နေဒီနန်စီပလိုစီရောရောက်လာပြီးတော့ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဟိုတော်တော်ကြီးကြီးကျယ်ဖြစ်ခဲ့မှုပါတယ်ဘယ်တော့ပဲဆစ်ဖြစ်လာမလားဆိုပြီးတော့မနေ့ပြန်ပဲဆစ်ဖြစ်လာမလားတပတ်ခါပဲဆစ်ဖြစ်လာမလားဆိုပြီးတော့ဒီခံမှန်းခဲ့ကြသူတွေလည်းအဲ့ဒီမှာအများကြီးရှိပါတယ်ဆိုတချို့လည်းမှတ်မိကြပါလေဦးမယ်ဆိုတော့အခုချိန်ထိတော့စပွဲကတော့မဖြစ်သေးဘူးနော်အထူးသဖြင့်တော့တောင်တရုတ်ပင်လယ်ရောထိုင်းဝမ်အရေးမှာပါဆိုတော့ဒီမှာကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တွေတုန်းကဟောမကြည့်ပဲဒီနှစ်ထဲမှာကိုတိတိတတ်တာဒီထိုင်ဝမ်ကိစ္စမှာရောတောင်တရုတ်ပင်လယ်ကိစ္စမှာတင်းမာလာတော့ကျွန်တော်တို့ပြန်ကြည့်အောင်ပါဆိုတော့ဒီနှစ်2025ဇန်နဝါရီလကနေစပြီးတော့အခုဇွန်လအထိကြားထဲမှာ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ဒီရေးလက်ကြားမှာဘာတွေဖြစ်ခဲ့တယ်လဲကျွန်တော်တို့ပြန်လေ့လာကြည့်အောင်ပါတရုတ်စစ်တပ်ကပြီးခဲ့တဲ့အေပီလာတုန်းကထိုင်ဝမ်ရေးလက်ကြားမှာမိုဂျိုရေးလက်ကြား Straight Thunder 2025A ဆိုတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုလုပ်ခဲ့ပါတယ်ဒီစစ်ရေးလေ့ကျင့်မှုမှာလေကြောင်းတိုက်ခတ်ရေးရင်135စင်းစစ်ရေးရင်ပေါင်း90ကျော်နဲ့အကြီးစားပုံစံ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းကိုပတ်လည်ဝိုင်းပြီးတော့ cabbage strategy လို့ခေါ်တဲ့ gobi ထုတ်ပုံစံမျိုးနဲ့အလွှာလိုက်အလွှာလိုက် အထိုက်လိုက်ဝိုင်းထားပြီးတော့လိကျင်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းအရာအင်မတန်အရေးပါတဲ့ဒီထိုင်ဝမ်ရေလက်ကြားရေလမ်းကြောင်းကိုပထမဦးဆုံးအချိန်ပိတ်ဆို့ခဲ့ပြီးတော့တရုတ်ကသူတို့လုံနိုင်စွမ်းကိုပြခဲ့တယ်လို့စည်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ကုစည်ရေးလိကျင်မှုမှာ2025 A လို့နာမည်ပေးထားတာကနောက်ထပ်2025 A 2025 B 2025 D ဆိုတာမျိုးတွေထပ်လာနိုင်သေးတယ်လို့လည်းစည်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ ဆိုတော့ဒီကြတာတခုကတော့ထိုင်ဝမ်ကိုအမေရိကန်ကကူညီပေးရေးကိုတရုတ်အနေနဲ့သူတို့ဘလို့ပိတ်ဆို့နိုင်တယ်လဲဆိုတဲ့ပုံစံဝိုင်းဝန်းပိတ်ဆို့ပြစ်နိုင်တဲ့ပုံစံကိုတရုတ်ကထိုင်ဝမ်ကိုရော အမေရိကန်ကိုပါ အရေးပြတာပဲလို့သုံးသပ်သူတွေကဆိုကြပါတယ်။ဒါအပြင်တစ်ဖက်မှာတော့ဒီမီလာတို့ကတောင်တရုတ်ပင်လယ်မှာသူ့ရဲ့ကမ်းခြေဆောင်တပ်တွေနဲ့စစ်ရေရင်ပေါင်းအနည်းဆုံး60ကနေ80နီးပါးတရုတ်ကနေရာချထားခဲ့ပါသေးတယ်။ဒီထဲမှာ၄ပုံ၃ပုံလောက်ကစစ်သင်းမိုးတွေဖြစ်ပြီးတော့ဖြတ်သင်းမိုးတွေလည်းအများကြီး ပါဝင်ပါတယ်။အဲဒီတော့ကတရုတ်ကတရားဝင်ကြေညာတာကတော့ဒီစစ်သင်္ဘောတွေဟာတိုက်ခိုက်ရေးအတွက်အဆင့်တင်ပဲလို့ဆိုပါတယ်။ဒါဟာအမေရိကန်ဖိလစ်ပိုင်စစ်ရေးလက်ကျင့်မှုတွေကိုတိုက်ရိုက်ဆန့်ကျင်ကြောင်းတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့မေလတုန်းကလည်း Golden Dragon 2025စစ်ရေးလက်ကျင့်မှုတစ်ခုကိုကမ္ဘောဒီးယားနိုင်ငံမှာအခြေစိုက်စခန်းတည်ဆောက်ထားတဲ့တရုတ်နိုင်ငံရေတပ်ကလုပ်ခဲ့ပါသေးတယ်။အဲ့ဒီရတကတောင်တရုတ်ပင်လယ်အနားမှာပါပဲကျွန်တော်ခုနကပြောသွားတာတွေကတရုတ်က ဒီ2025နှစ်စာပိုင်းကနေအခုဇွန်လအထိကြားထဲမှာသူတို့လုပ်နေတဲ့စီးရေးပြင်ဆင်မှုတွေဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအားဖြင့်တရုတ်ခါတောင်တရုတ်ပင်လယ်ထိုင်ဝမ်ရေလက်ကြားမှာစီးရေးပြင်ဆင်မှုကိုပေါ်ပေါ်တင်တင်တည်တည်တသာလုပ်နေတာမျိုးကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ဆိုတော့အမေရိကန်ကဘာလုပ်နေတယ်လဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပါပြီးခဲ့တဲ့ AB လမေလနဲ့အခုဒီဇွန်လအစောပိုင်းမှာဒေါ်နယ်ထရမ့်အစိုးရကထိုင်ဝမ်ကိုနောက်ဆုံးပေါ်အစစ်မြင့်လက်နက်တွေပေးပို့နေခဲ့ပါတယ်ဒီထဲမှာ M1A2D လို့တင့်ကားတွေ ် MGN 140လို့တာဝေးပစ်ဒုံးကျည်လဲပါဝင်ပါတယ်ဒီလိုမျိုးနောက်ဆုံးမော်လက်နက်တွေရှိနေတဲ့အကြောင်းကိုပြီးတော့ဒီလိုနောက်ဆုံးမော်လက်နက်တွေကိုပေးနေတဲ့အကြောင်းကိုကာကွယ်ဝင်ကြီးကသူ့မိန်ကုန်းထဲမှာလည်းထည့်ပြောထားပါသေးတယ်ဒီလိုမျိုးနောက်ဆုံးမော်အစစ်မြေလက်နက်တွေကိုအမေရိကန်ကပေးနေတာထိုင်ဝမ်နိုင်ငံနဲ့မဟုတ်ပါဘူးဂျပန်ကိုလည်းပေးတယ်ပြီးတော့ဖိလစ်ပိုင်နိုင်ငံကိုလည်းပေးပါတယ်ဆိုတော့ဒါတွေမကဘဲနဲ့အမေရိကန်ကဒီစစ်အုံစည်းပေါ့နော်ထိုင်ဝမ်ကိုပေးတယ်ဖိလစ်ပိုင်ကိုလည်းပေးတယ်ဂျပန်ကိုလည်းစစ်အုံစည်းနဲ့ပတ်သက်ပြီးတော့တိုးမြှင့်ပေးနေတယ်ဆိုပြီးတော့ဒေါ်နယ်ထရမ့်ကတရားဝင်ကြေညာထားပါတယ် ဒီတက်ပူပီသိတာကြတဲ့နောက်တစ်ချက်က အမေရိကန်ရဲ့ Indo-Pacific ဌာနချုပ်ကနေပြီးတော့ဂျပန်နဲ့ဖိလစ်ပိုင်နိုင်ငံမှာသူတို့ရဲ့ဒီ MDTF လို့ခေါ်တဲ့ Multi Domain Task Force ကိုအခြေစိုက်ခဲ့ပါတယ်။ဆိုတော့ဒီ MDTF ဆိုတာကကြီးရည်လေဒီတိုက်ခိုက်ရေးအပြင်အာဂါသ Cyber အကုန်လုံးကနေပြီးတော့တပြိုင်တည်းထက်တိုက်ခိုက်နိုင်တဲ့စနစ်မျိုးဖြစ်ပါတယ်။ဆိုတော့ဒါကိုကြည့်ချင်းအားဖြင့်ဒီ CL လာတဲ့သုံးသပ်သူတွေကတော့တရုတ်ကိုဓာတ်ရိုက်စိန်ခေါ်တာမျိုးပဲဆိုပြီးတော့ဆိုကြပါတယ်။ Again, to be clear, any attempt by Communist China to conquer Taiwan by force would result in devastating consequences for the Indo Pacific and the world. There's no reason to sugarcoat it. The threat China poses is real and it could be imminent. We hope not, but it certainly could be. <laughs> ဆိုအမေရိကန်လို့ပြောရင်သူကပထဝီအနေအထားအရပထဝီနိုင်ငံရေးအရောအလန်းကွာတဲ့နေရာမှာရှိနေတာပါဆိုတော့ပြီးတော့ဒီတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဒေတာတွေနဲ့မှာသူကအကျိုးတူပူပေါင်းလှုပ်ဆောင်နိုင်မှုတွေကိုကြည့်လို့ရှိရင်အမေရိကန်ထက်အများကြီးပိုစောတယ်လို့မျိုးဒီအမေရိကန်ထက်ပိုပြီးတော့နေရာပိုယူထားနိုင်တာကကျွန်တော်တို့ငင်းလို့မရတဲ့အရှိတရာဖြစ်ပါတယ်အမေရိကန်ကကွယ်ရေးဝန်ကြီးပီထက်ဆက်ကတော့ဒီအရှိတောင်အခြားနိုင်ငံတွေအနေနဲ့တရုတ်ရဲ့လွှမ်းမိုးမှုကိုမခံဘဲနဲ့ပြောရရင်တော့အမေရိကန်နဲ့ပိုပြီးပူပေါင်းမှုအမေရိကန်နဲ့ပိုပြီးနှီးဖို့ နောက်တစ်ခုကစည်ရဲ့အသုံးစည်တွေပို့ပြီးတော့မြင့်မို့ဆိုပြီးတော့စော်အော်ထားတာတွေ့ရပါတယ်ဆိုတော့ဒီနေ့မှကျွန်တော်တို့ထည့်ပြောတင်တာကအရှိတောင်အရှာကျွန်တော်တို့ဒီအာဆီယံတခွင်လုံးမှာစည်ရဲ့အရာအင်အားအကြီးဆုံးကအင်ဒိုနီးရှားဖြစ်ပါတယ်ဆိုတော့အင်ဒိုနီးရှားပြီးမှအောက်ကဗီယက်နမ်တို့စင်ကာပူတို့လိုက်တာပေါ့နော်ဆိုတော့ဒီထက်မှာအင်ဒိုနီးရှားလို့ပြောရင်အင်ဒိုနီးရှားကတရုတ်နဲ့အင်မတန်ရင်းနှီးတဲ့နိုင်ငံဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့အဲလာရာတွေပဲဒီကတရုတ်နိုင်ငံကအင်ဒိုနီးရှားမှာရင်းနှီးမြှန်နှံမှုတွေဘီလီယံချီပြီးလုပ်ထားတာတွေကိုကြီးညာခဲ့တာပေါ့နော်အများကြီးပါပဲဆိုတော့စည်ရဲ့အရာ အင်မတန်အင်အားကြီးတဲ့ဒီရှိတော်ရှာတခွင်လုံးမှာအင်အားကြီးတဲ့အင်ဒိုနီးရှားကတရုတ်ရဲ့အဲမဟာမိတ်ဖြစ်နေတာပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒီမှာထည့်သွင်းစဉ်းစားတင်တာကတော့စင်ကာပူပေါ့စင်ကာပူကစည်ရေးအရာကျွန်းနိုင်ငံလေးဖြစ်တယ်ဆိုပေမဲ့စည်ရေးအရာအင်မတန်အင်အားကြီးတဲ့ထဲမှာပါပါတယ်နီးပညာအပြင်နဲ့အင်အားကြီးတာပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့ဒီနိုင်ငံတွေကကြားနေနိုင်ငံတွေလို့ကျွန်တော်တို့ဒီမှာထည့်ပြောရပါလိမ့်မယ်ဆိုတော့သူကဟိုဘက်လည်းမပါဘူးဒီဘက်လည်းမပါဘူးပေါ့နော်ဆိုတော့သူတို့ရဲ့ဘယ်ဘက်ကိုရက်တည်မလဲဆိုတဲ့ကိစ္စကလည်းဒီမှာကျွန်တော်တို့စောင့်ကြည့်တဲ့ထဲမှာပါပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးကိုခြုံကြည့်လို့ရှိရင်တော့ ဒီတရုတ်ကြီးစိုးထားတဲ့တကမ္ဘာလုံးအတိုင်းဒါရနေရာတွေခုနကကျွန်တော်တို့ဒီရှေ့မှာသူတို့တော့၆ပြောခဲ့တဲ့ပနမတူမြောင်းလိုကိစ္စမျိုးပေါ့နော်ဆိုတော့တရုတ်ကဝင်ဆော့ဖက်နေတယ်ဆိုပြီးသူတို့တော့၆ပြောလာခဲ့တာပေါ့ဆိုတော့ဒီလိုကိစ္စမျိုးအပြင်တကမ္ဘာလုံးအတိုင်းဒါနဲ့ကိစ္စတွေတရုတ်ကကြီးစိုးထားတဲ့နေရာတွေမှာဒီအမေရိကန်အနေနဲ့တုံ့ပြန်မှုနောက်ပြီးတော့တရုတ်ကိုဖယ်ရှားမှုတရုတ်ကြီးစိုးမှုကိုတံပြန်မှုစူးစမ်းရတာကိုကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကမ္ဘာအနောက်ချမ်းမှာတော့ဒီကျွန်တော်တို့ကနေဒါလိုကိစ္စမျိုးဒီဂရင်းလန်လိုကိစ္စမျိုးဒီပနမတူမြောင်းလိုကိစ္စမျိုး ောက်တစ်ခုကဒီအာဖရိကနိုင်ငံတွေမှာတရုတ်ကြီးဆုံးမှုတွေကိစ္စမျိုးမှာတော့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတွေဘက်ကမတက်ရောက်နိုင်ဘူးပေါ့နော်ဒါပေမဲ့အခုအရှိတောင်အရှာနဲ့ပတ်သက်ပြီးတော့အမေရိကန်ကဒီလိုမျိုးပါဝင်လာတဲ့ကိစ္စကကြတော့ကျွန်တော်တို့နိုင်ငံတွေရဲ့နိုင်ငံရေးပုံမှာသူတပင်အာဆီယံနိုင်ငံတွေရဲ့နိုင်ငံရေးပုံမှာတခုခုတက်ရောက်လာနိုင်နေဆိုပြီးတော့စည်းရုံးသတ်တူတွေရောနိုင်ငံရေးသတ်သတ်တွေရောတော့ပထဝီနိုင်ငံရေးလက်တာသူတွေကစုံနေကြပါတယ်အမေရိကန်ကကွယ်ရေးဝန်ကြီးကဒီလိုမျိုးစည်းရေးအရအရှိန်မြင့်မှုပူးပေါင်းမှု နောက်တစ်ခုကအမေရိကအထူးသဖြင့်အမေရိကန်နဲ့ပို့ပြီးတော့နီးစပ်အောင်နေဖို့ဆိုပြီးတော့ပြောနေပေမဲ့တပီးခဲ့တဲ့လတွေတုန်းကဒီဒေါ်နယ်ထရမ့်ကကုန်သွယ်ခွန်တွေတိုးမြင့်လိုက်တဲ့အထက်မှာအရှေ့တောင်အရှနိုင်ငံတွေအများစုလည်းပါဝင်ပါတယ်ဆိုတော့အရှေ့တောင်အရှနိုင်ငံတွေကဒီ EU တို့ကနေဒါတို့တရုတ်တို့နဲ့ရှင်ရင်တော့အမေရိကန်ကိုတင်ပို့တဲ့ပို့ကုန်ကအဲ့လောက်ထိတော့မများပါဘူးဒါပေမဲ့ဒေါ်နယ်ထရမ့်ကကုန်သွယ်ခွန်တိုးမြင့်လိုက်တော့အဲ့ဒီဒဏ်ကိုဒီအရှေ့တောင်အရှနိုင်ငံတွေတော့များလည်းခံရပါတယ်ဆိုတော့အမေရိကန်ကဒီလိုမျိုးကုန်သွယ်ခွန်တွေမြင့်လိုက်တော့အာဆီယံနိုင်ငံတွေကပါစဉ်းစားလဲဆိုတော့ ်ကုံသွယ်မှုလမ်းကြောင်းကုံသွယ်မှုမိဖက်အသက်တွေစပြီးတော့ရှာလာရတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ပြီးခဲ့တဲ့လရဲ့တုန်းကဆိုလို့ရှိရင်ဒီအာဆီယံခေါင်းဆောင်နေတဲ့ GCC အဖွဲ့ဝင်နိုင်ငံတွေပေါ့နော်ဒီပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ကောင်စီအဖွဲ့ဝင်ဒီကာတာတို့ဘာရိန်းတို့အာ UAE တို့ဒီနိုင်ငံတွေနဲ့စီးပွားရေးလုပ်ဖို့စပြီးတော့လမ်းကြောင်းတွေဖွင့်လာတော့ကျွန်တော်တို့မြင်ရတာမှဖြစ်ပါတယ်နောက်တစ်ခုဒီမှာကျွန်တော်တို့စဉ်းစားကြည့်တင်တာကအမေရိကန်ကအခုပြောထားတဲ့အဲဒီမှာရှင်းအောင်ရှာနိုင်ငံတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နောက်တစ်ခုကငြိမ်းချမ်းရေးကိုတိစောက်ဖို့ဒါမျိုးတွေပြောထားတော့ကျွန်တော်တို့ကြားခဲ့ကြတာပါ ဆိုတော့တကယ်ရောဟုတ်ရဲ့လားဆိုတာမျိုးကျွန်တော်တို့ဒီမှာစဉ်းစားကြည့်တင်ပါတယ်ဘာလို့လဲဆိုတော့ခုတရုတ်ရဲ့ကြီးစိုးချယ်လှယ်မှုကိုဖယ်ရှားနိုင်မှုပေါ့နော်အမေရိကန်ကစ조사လာတာပေါ့သူစူပါပါဝါနှစ်နိုင်ငံဒီလိုမျိုးဖြစ်လာတာကတကဘာလုံးအတိုင်းအတာနဲ့သူတို့လွှမ်းခြုံမှု조사လာတာကအရင်တုန်းကတော့ကျွန်တော်တို့နေအနေနဲ့တက်ရောက်မှုမရှိဘူးပေါ့နော်ဆိုတော့အခုတော့ကျွန်တော်တို့ဒေတာရင်းနိုင်ငံတွေကသူတို့နှစ်နိုင်ငံကြားမှာကြားညက်တာမျိုးဖြစ်နိုင်မလားဆိုပြီးတော့လဲစဉ်းစားကြည့်တင်ပါတယ် ခုရှေ့တောင်ရှာနိုင်ငံတွေရဲ့စီးရီးရင်ကျင်းမှုငញ្ញံရေးဒီကိစ္စတွေကိုတောက်လျှောက်ပြောထားတဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hessett ကိုတချို့မှတ်မိကြလိမ့်မယ်ထင်ပါတယ်။ဆိုတော့သူ့ကိုဝန်ကြီးအဖြစ်တရားဝင်မခန့်ခင်မှာစုံစမ်းစစ်ဆေးကြားနာရေးလုပ်တော့မှာပေါ့နော်။အဲဒီတော့ကသူပြေခဲ့တဲ့အဖြစ်တခုကိုကြည့်အောင်ပါ။ You've done none of those. You talked about the Indo-Pacific a little bit and I'm glad that you mentioned it up. Mention it. Can you name the importance of at least one of the nations in the ASEAN uh, in ASEAN? and what type of agreement we have with at least one of those nations. And how many nations are in ASEAN, by the way? I couldn't tell you the exact no, you could, of nations in that. But I know we have allies in South Korea and Japan and in AUKUS with Australia, trying to work on submarines with them. M- Mr. none of those countries are in ASEAN. None of those three countries that you've mentioned are in ASEAN. I suggest you do a little homework before you prepare for these types of negotiations. Listen. အစအဆုံးနောက်ဆင်ပြေးကြကြတာကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ